မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အခြေခံကျဆုံးသောနိုင်ငံရေးအခင်းအကျင်းဖြစ်တဲ့လူထုကောင်ဆောင်ဒေါ်စန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုစစ်ကောင်စီအနေနဲ့ချွင်းချက်မရှိလွှတ်ပေးဖို့ပြည်내နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်တွေလွှတ်တော်ကိုစားပြုကော်မတီတွေကတောင်းဆိုလိုက်ကြပါတယ်ဂျပန်စစ်ကောင်စီက TNL နဲ့တော်လိုင်းရေးတပ်တွေပြူးလွင်မြို့ကိုလာမသိမ်းနိုင်အောင်ဆိုပြီး TNLA သိမ်းပိုက်ထားတဲ့နောက်ချုံမြို့ကိုပြန်သိမ်းဖို့စစ်ကြောင်းကြီးခွဲပြီးဇက်တိုက်ထူးစစ်စင်နာပြီးလုံနေပြန်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အခြေခံကြဆုံးသောနိုင်ငံရေးအခင်းကျင်းဖြစ်တဲ့လူထုကောင်းဆောင်ဒေါ်ဆတ်စုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုစစ်ကောင်စီအနေနဲ့ချွင်းချက်မရှိလွှတ်ပေးဖို့ဘီနယ်နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ လွှတ်တော်ကုစားပြုကော်မတီတွေကဒီနေ့ဇွန်လ18ရက်နေ့မှာတောက်ဆူလိုက်ကြပါတယ်တစ်ဖက်မှာလည်းမြန်မာနိုင်ငံမှာဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် state holders အားလုံးသဘောတူထားတဲ့နိုင်ငံရေးအခင်းကျင်းတည်းရဲ့မဖြစ်မနေအကောင့်ထယ်ဖော်ရမှာဖြစ်တယ်လို့ဆိုပါတယ်အဲဒီလို နိုင်ငံရေးအခင်းကျင်းတည်းရဲ့ပေါ်ပေါက်ပြီးမှပါအခြားသောနိုင်ငံရေးအစီအမံတွေကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့လွှတ်တော် unit တွေနဲ့လွှတ်တော်ကုစားပြုကော်မတီ73ခုကနေတောင်းဆိုထားပါတယ် လက်ရှိမြန်မာနိုင်ငံဟာဆန္ဒသိမ်းမှုကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဆပြုတ်နေရာကနေအခုတော့နိုင်ငံနဲ့နိုင်ငံသူနိုင်ငံသားတွေအားလုံးဟာအထွေထွေအကျပ်တဲတွေကိုအဆိုးအဝါဆုံးရင်ဆိုင်နေရပြီးပြည်တော်စုရဲ့အနာဂတ်ဟာလည်းမရေရာမသိကြားမှုတွေနဲ့စိုးရိမ်စရာဖြစ်နေတဲ့အတွက်မြန်မာနိုင်ငံမှာဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်တော်စုတည်ဆောက်ရေးအတွက်အခြေခံကြဆုံးသောနိုင်ငံရေးအခင်းကျင်းဖြစ်တဲ့ဒုတိယကောင်ဆောင်ဒေါက်တာဆုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုစေကောင်းစီအနေနဲ့ချွင်းချက်မရှိပြန်လွတ်ပေးဖို့လိုအပ်တယ်လို့ ပြည်နယ်နဲ့ Federal Unit လွှတ်တော်တွေလွှတ်တော်ကိုစားပြုကော်မတီတွေကတောင်းဆိုထားကြပါတယ်ခင်ဗျာတဖက်မှာတော့အကျန်းဖက်စစ်ကောင်စီက DNL နဲ့တော်လှန်ရေးတပ်တွေပြည်ဦးလင်မြို့ကိုလာမသိမ်းနိုင်အောင်ဆိုပြီး DNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့ကိုပြန်သိမ်းဖို့စစ်ကြောင်းတွေခွဲပြီးတော့ဇက်တိုက်ထိုးစစ်စင်တာတွေလုပ်နေတယ်လို့စစ်ရေးတရင်ရင်းမြစ်ကပြောထားသလိုဒေသခံပြည်သူတွေကလည်းပြောထားကြပါတယ်လက်ရှိမှာတော့အကျန်းဖက်စစ်ကောင်စီဟာအပြစ်ရဲ့ကြီးညာပြီးမှတဖက်မှာရည်ရွယ်ချက်ရှိရှိနဲ့ ဒီအနေနဲ့တိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ကိုဥတီပြီးတော့ပြန်လဲတိမ့်ပိုက်ဖို့အတွက်ပြူးလွင်ဘန်ဘွေးပက္ကယောတောက်ခန့်နောင်ချိုကြီးပက္ကယောစစ်ကြောင်းတွေခွဲပြီးအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်ဆိုပါတယ်တဖက်ကတီအန်အန်လီပူးပေါင်းတပ်တွေကလည်းအပြစ်ရဲ့ကာလဖြစ်တဲ့အတွက်ပြန်လဲခုခံနေရာကနေအခုကမှထိုးစစ်ပုံစံပြန်ပြောင်းပြီးတိုက်ခိုက်ရမှာတော့ စစ်ကောင်စီတပ်တွေဟာနောက်ပြန်ဆုတ်ပြီးထွက်ပြေးသွားတာတွေလည်းရှိနေတယ်လို့တိုက်ပွဲတွေကတော့နှစ်ဖက်အပြန်အလှန်ဖြစ်ပွားနေကြတယ်လို့စစ်ရေးတရင်ရှင်းမြင့်တဲ့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဓိကကတော့အချက်ဖက်စစ်ကောင်စီတပ်က DNA နဲ့တော်လိုင်းရေးတပ်တွေပြည်ဦးတွေမြို့ကိုလာမသိမ်းနိုင်အောင်ဆိုပြီး DNA လေးသိမ်းပိုက်ထားတဲ့နောင်ချိုမြို့ကိုသူတို့ကအရင်ပြန်သိမ်းမယ်ဆိုတဲ့အကြံနဲ့စစ်ကြောင်းတွေခွဲပြီးဇက်တိုက်ထိုးစစ်စင်နာတွေတွားလုံနေတာဖြစ်သလိုနောင်ချိုကိုစစ်တပ်ကပြန်မသိမ်းနိုင်ရင် သူတို့စစ်တပ်မျိုးဖြစ်တဲ့ပြည်ဥလွင်က DSA နဲ့ DSTA စစ်တပ်ကတို့ဂျောင်းတွေပါအကုန်ရွှေ့ရမှာဖြစ်တဲ့အတွက်စစ်ကောင်စီအတွက်ကတော့နောင်ချိုမျိုးကိုပြန်ရရေးကအခရာကျနေတယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်ကတုံ့တပြောဆိုထားပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းတောင်ကူမြို့နယ်မှာအချက်ဖက်စစ်ကောင်စီဂစ်ခန်းတွေကိုဖျက်ဆီးမောင်းနှင်လာတဲ့ကယန်းပြည်သက်ပါတီအမှတ်တရစိတ်နဲ့အလံပါရစ်ခါတင်ကုံကားတစီကို ဒေါ်လာရေးတပွဲကဖန်စီရရှိခဲ့ပြီး KNU ကိုလွှဲပြောင်းပေးလိုက်ပြီလို့ရေတာရှိမြို့နယ်အခြေစိုက် PDF တရင်3934ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လခေါတဲ့နေ့ကပဲတောင်ကူမြို့နယ်ကရင်ချောင်းတဒါကွန်ကရစ်လမ်းပေါ်မှာရေတာရှိမြို့နယ်အခြေစိုက် PDF တရင်3934တပွဲရဲဘော်တွေကနေမြေလုံးကျုံကြီးဆောင်ရွက်နေတဲ့အချိန်စစ်ကောင်စီဂိတ်တွေကိုအလွဲတကူဖြတ်တန်းလာတဲ့ကရင်ပြည်သက်ပါတီအမှတ်တရစိတ်နဲ့အလံပါကုံကားတစီကိုမတင်ငါပွဲရာစစ်စစ်တွှစ်ရှိခဲ့တယ်ဆိုပါတယ် အဲ့ဒီနော်ဒေါ်လာရင်းတပ်ဖွဲ့တွေကအဲ့ဒီကားကိုစစ်ဆေးပြီးတဲ့နောက်ကားမှာပါလာတဲ့လူပုတ်ကိုနဲ့ပစ္စည်းတွေအပေါ်တစုံတရာထိခိုက်အောင်ပြုလုပ်မှုမရှိဘဲနေမြေကန် KNU တမဟာနှစ်ကိုလွှဲပြောင်းပေးလိုက်ပြီးနောက်ဆက်တွဲကိစ္စတွေကတော့ KNU ကသာဆက်လက်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းရင်တာရှိမြို့နယ်အခြေစိုက် PDF တရင်33 4ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့ မန္တလေးတိုင်းငစုံမြို့နယ်ကမြို့သားစေးယုံအနီးမှာဂိတ်ချပြီးတော့ပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရေးတပ်တွေကတိုက်ခိုက်မှုအတွေ့စစ်သား၃ဦးကတော့အတိအသင့်တိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့မြင်းညာနဂနီပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ16ရက်နေ့ဖြစ်တဲ့မနေ့ကမနက်အစောပိုင်းမှာပဲငစုံမြို့နယ်ကမြို့သားစေးယုံအနီးမှာဂိတ်ချပြီးတော့ပြည်သူတွေကိုချိန်မောင်းဆဲဆိုပြီး မတရားငွေညှစ်တောင်းရနေတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လိုင်းတပ်တွေကတွားရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းဂိတ်စကန်မှာရှိတဲ့စစ်ကောင်စီတပ်သားပုံအုံကတော့နေရာမှာတင်ပစ်လဲပြီးအတိအသင့်တိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား၄ဦးကဒဏ်ရာတွေရထားတယ်လို့လည်းမြင်းကျန်ငကနီပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။တဖက်မှာတော့အေယာဗရီတိုင်းကြိုက်လက်မြို့က CPP ဓမ္မီဩဇာကမ္ပဏီရဲ့အယောင်ကိုစလဲလင်မယား၂ဦးဟာ ပသိမ်ကိုသွားတဲ့လမ်းမှာရေမြောင်းအတွင်းကားကထိုးချသွားပြီးလင်မယားနှုတ်ဥစလုံးရေမွန်းတေဆုံးသွားခဲ့ရတယ်လို့တေဆုံးသူတွေရဲ့မိတ်ဆွေတွေနဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ16ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ AR တိုင်းကြိုက်လက်မြို့က CPP တမ်းကြီးဩဇာကမ္ပဏီရဲ့အယောင်ကုစလေဥစည်ထုတ်ဝင်းနဲ့ဇနီးဖြစ်သူမဆဆန်းထေးတို့လင်မယားနှစ်ဦးစီးလာတဲ့ကားဟာပသိမ်ကိုသွားတဲ့လမ်းမှာတစ်ဖက်ကကားကိုရှောင်လိုက်ရင်းနဲ့ရေမြောင်းတဲ့ကိုထိုးချသွားတယ်ဆိုပါတယ် အဲ့ဒီနောက်ရေမြောင်းဒက်ကနေကားကိုပြည်သူတွေက5မိနစ်အကြာမှာဝိုင်းဝန်းဆက်ထုတ်ပေးခဲ့ပေမဲ့ကားထဲမှာပါလာတဲ့ဥစည်ထုတ်ဝင်းနဲ့ဇနီးဖြစ်သူမဆန်းဆန်းသေးတို့လင်မယား2ဦးစလုံးကတော့ရေမိုးမီ2ဦးစလုံးတေဆုံသွားခဲ့ရတယ်လို့တေဆုံသူနဲ့နှိစက်တဲ့မိတ်ဆွေတွေနဲ့ဒေသခံပြည်သူတွေကဖြစ်စဉ်ကိုရှင်းပြထားကြပါတယ်။အဲ့ဒီလိုရင်တိမ်ပေါက်မှုမှာတေဆုံသွားတဲ့ဥစည်ထုတ်ဝင်းနဲ့ဇနီးဖြစ်သူမဆန်းဆန်းသေးတို့ဟာကြက်လက်မြုပ်ကန်တွေဖြစ်ပြီးသူတို့မှာတာသမီမရှိပေမဲ့သူတို့ဟာအလှူတန်းဝါသနာပါတဲ့သူတွေဖြစ်တယ်လို့ တို့ဟာ CPP ဓာတ်မြေဩဇာကုမ္ပဏီရဲ့အယောင်ကုစလေအဖြစ် ARD တိုင်းတခွင်လှည့်လည်ရောင်းချနေသူတွေဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံမှာအချက်ဖက်စကောင်စီတက်ရဲ့ဆာနာသိမ်းမှုနဲ့အတူကျမ်းမာရေးကဏ္ဍပါဖျက်ဆီးခံရပြီးတဲ့နောက်ကမ္ဘာမှာ HIV ကူးစက်မှုအသစ်တွေတွေ့ရှိရတဲ့နိုင်ငံ35နိုင်ငံမှာမြန်မာနိုင်ငံပါဝင်လာပြန်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာတမန်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်ဒါကတော့ ်ဇွန်လ16ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုညူယောက်မြို့ကကုလသမဂ္ဂညီလာခံအတွင်း HME AIDS ဆိုင်ရာဆွေးနွေးပွဲမှာတာဝန်ကြီးဦးကျော်မိုးထွန်းကပြောတော်တာပါအဓိကကတော့မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်စီတပ်က2021ခုနှစ်ဆက်အနာဒိမ့်ပြီးတဲ့နောက်ပိုင်းပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုသာဒီဇိုင်းမမတ်ကျူးလွန်တပ်ဖြတ်နေပြီမဲ့တစ်ဖက်မှာပြည်သူတွေအတွက်ကျန်းမာရေးဆောင်ရှောက်မှုတွေလည်းတိတ်ချမလုံနိုင်တော့ပဲ မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးဟာအခွန်တတ်တတ်တာဖြစ်နေတယ်လို့ဥကြုံမုထုံးကကုလစည်းဝေးမှာပြောသွားပါတယ်။အဲ့ဒီအတွက်မြန်မာနိုင်ငံမှာအခုဆိုရင်ဆက်အနာသိမ်းမှုနဲ့အတူကျန်းမာရေးကဏ္ဍပါစစ်ကောင်စီတပ်ရဲ့ဖျက်ဆီးတာကိုခံရပြီးတဲ့နောက် HIV ကူးစက်ရောဂါအသစ်တွေတွေ့ရှိလာတဲ့နိုင်ငံ35နိုင်ငံမှာမြန်မာနိုင်ငံမှာပါဝင်လာရတာဖြစ်ပြီးဆက်အနာရှင်စနစ်နဲ့မတရားဆက်အနာသိမ်းမှုတို့ဟာမြမအကျအတဲရဲ့အဓိကဇင့်မြစ်ပြဿနာဖြစ်တယ်လို့လည်း တပ်မကြီးဥကြုံမိုးထွန်းကကုလအစည်းအဝေးမှာထောက်ပြပြောဆိုသွားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ